မင်္ဂလာပါရှင်။ Samni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့စေးတန်တမိုင်းကြောင်းလေးပဲဖြစ်ပါတယ်။ ရှိခေမြမာရိုးရာစေးတံဟာတထွားတညိုတသားခန့်သာရှိပါတယ်စေးတံမှာစေးတံအိုးနဲ့စေးတံရိုးဟုအစင်ပိုင်းနှစ်ခုပါပြီးတော့စေးတံအိုးနဲ့တစ်ဆက်သေးပါတယ်စေးတံရိုးကတိုးပါတယ်မရိုးရာစေးတံကိုတော့တန်တိုးလို့လဲခေါ်ကြပါတယ်စေးတံတိုး၏အတိုးကတန်တိုးမှာတန်ပြောင်းလာသည်လို့ခန့်မှန်းရပါတယ်ရခိုင်ပါသားဖြစ်ပင်တူပါတယ်စေးတံပုံစံတွေကတော့မြမစေးတံကိုရွှေငွေကျင်းနီကျေးဝါတတ်ထုအမျိုးမျိုးသက်သားဝါမြင့်ရွှွန်စီမြေပြူပါမကြမ်းပစ္စည်းမျိုးစုံနဲ့ပြုလုပ်ကြပါတယ်ကျေးလက်သုံးရှိခေစေးတံတို့ဟာ ာအများအားဖြင့်တော့ရှော့စေးကောင်းကောင်းကိုညှက်ပုံသွင်းပြီးတော့မီးဖုတ်ထားသည့်မြေဆီးတံတွေပဲဖြစ်ပါတယ်မီးဖုတ်မြေဆီးတံတွေမှာအသေးစိတ်အလအပချေမုံထားသည့်များကွာခြားတော့လဲအခြေခံပုံစံမှာဆင်တူပဲဖြစ်ပါတယ်အများအားဖြင့် CO ဤပပတ်လင်းမှာရွဲလုံးကြာမောင်ကြာလန်ပုံစံများဖြစ်ပါတယ်တွေ့ရနေသည့်ဆေးတံပုံစံများမှာဂျိုးငှက်ကျင်းငှက်နှင့်ပဲမျိုးစုံများပါတတ်ပါတယ်ဝါတတငွေကျင်းညီကျေးဝါဆင်ဆွဲကနုကမာတမျိုးမျိုးနှင့်ပြုတ်လုပ်ထားသည့်စုတ်တံကိုတော့ဆေးတံရိုးမှတက်လိုက် ဲ့အခါပစောင်းမသွင်း၍အံသွားနှင့်တိုက်ခဲထားနိုင်ပါတယ်။စေးတံရိုးစွတ်တံများကိုတိုက်နှစ်သက်သလိုအတူအရှိအရွယ်မျိုးစုံဖြင့်တက်ဆင်နိုင်ပါတယ်။စေးတံအိုးဤပုံစံကမြမရိုးရာမောင်းထောင်းသည်မောင်းဤဆုံခွက်ငရုတ်သီးထောင်းသည်ငရုတ်ဆုံဤဆုံခွက်နှင့်အဆင်တူပါတယ်။မြမစာတီဆေးရွက်ပြားကြီး၊ orange ဆေးရွက်ကျွန်းခေါ၊ဘင်္ဂလားဆေးရွက်ကြီးတို့မျိုးမျိုးနှင့်ပြုလုပ်ထားသည့်စေးတံတောက်ဆေးအဖြစ်စေးတံတောက်ဆေးဖြစ်ဖြစ်တန်မှုနှင့်လာသည့်နိုင်ငံသားဖြင့်စေးတံတောက်ဆေးဖြစ်ဖြစ်စေးတံအိုးရဲတွင်အပြည့်ဖြစ်ထားလျင်စေးတေအိုးဟုခေါ်သည့်ထက်စေး ပစုံမှုဖော်တီကပို့ပြီးတော့အသုံးတင်ကြပါတယ်။ဖိတန်ထုတ်လုပ်ပုံကတော့ရှေ့ခေတ်မြေစေးတံတွေကိုမြမပြီးအနှံပြားမှာတွင်တွင်ကြကြလုပ်ခဲ့ကြတော့လဲစေးတံမိဖို့တီရှေ့ခေတ်မိဖို့ကြီးများကိုတော့ဒီကနေ့မတွေ့နိုင်ကြပါဘူး။အင်းဝမြို့အနားမှာရှိတဲ့တရားဥမြို့မှာတော့စေးအိုဖို့ဖရားလို့ရိတ်ရွာကခေါ်ကြတဲ့ဖရားတစုရှိပါတယ်။စေးတံအိုများမိဖို့တဲ့နေရာမှာတီထားတီဟုပြောဆိုလေးရှိပါတယ်။ဖရားပြုပြင်တော့ကလည်းဇေဒီထဲမှာရှေ့ခေတ်မြေစေးတံများကိုအများအများတွေ့ခဲ့ရပါတယ်။မြမပြီးအတွင်းမှာမြေစေးတံလုပ်ငန်းကတွင်ကျဲတော်သော သက်သားများကိုပုံစံထွင်းသည့်စေးတံလုပ်ငန်းကလည်းမတိမ်ငေါ်သေးပါဘူးစေးတံပုံစံထွင်းမှုပြင်းမာလျင်ခတ်တော်ရိုင်းခန့်ကောဝါမြင့်ဖူးနဲ့တွုံးမြင့်ဖူးများစတဲ့သက်သားမျိုးစုံကို အသုံးများပါတယ်မွန်ပြည်နယ်ဘလူးကျွန်းချောင်းဆောင်မြို့နယ်ကအင်ဂျီတစ်ထောင်ကျော်ရှိတဲ့ ရွာလို့ရွာမှာတော့စေးတန်လုပ်ငန်းတွေလုပ်ကင်ကြတဲ့မိသားစုရှိပါတယ်။ထုတ်လုပ်လိုက်တဲ့စေးတန်တွေကိုတော့ခင်မီပုံစံများနဲ့အင်မတန်မှာအရှိအသွေးနဲ့လက်ရာကောင်းမွန်လာသည့်ကြောင့်မြမစေးတန်နဲ့ရွာလို့ရွာလို့နဲ့မြမစေးတန်တို့ကခွဲခြားပြီးခွဲခြားပြီးမရနိုင်သောအမည်ဖြစ်ကြောကြားပါတယ်။အရှိအသွေးကောင်းသည့်ရွာလို့မြမစေးတန်တွေကိုတော့ပြည်တွင်းမှာသာမကဘဲနိုင်ငံသားကိုပါဆယ်စုနှစ်ပေါင်းများစွာကြာအောင်တင်ပို့ရောက်ချနိုင်ခဲ့ပါတယ်။အကြောင်းအမျိုးမျိုးကြောင့်1990ခုနှစ်ပိုင်းကစပြီးတော့ရွာလို့စေးတန်လုပ်ငန်းကတဖြည်းဖြည်းကျဆင်းလာခဲ့ပါတယ်။အနောက်စုပေါင်း20လောက် ောက်ရှိနေသေးတော့လေ2009ခုနှစ်မှာတော့သုံးစုပဲရှိပါတော့တယ်။အဲ့ဒီအစည်းအဝေးလုပ်တဲ့ပညာရေးအကျွမ်းကျင်သူကလည်းအိန္ဒိယချင်းနိုင်ငံမှာပြောင်းရွှေ့လုပ်သားတွေအဖြစ်လှုပ်လှုပ်နေကြပါတယ်။ငုံစီ၊ကွန်ရစီ၊စေးတန်တောက်စီ၊ထန်ပူဖတ်၊ကွန်တီဖတ်၊ပြည့်စင်ဖတ်၊ဗန်ပွေးဖတ်၊ပြောင်းမှုဖတ်၊တနက်ဖတ်၊ဖတ်မျိုးစုံနဲ့လိပ်သည့်စေဘောလိန်၊ပုချွန်လိန်၊စေပြင်းလိန်နဲ့စီကရမြမှာသုံးတဲ့အစည်းအဝေးကြီးတွေကိုတော့ချင်းတွင်မြင်ဝဲရတလျှောက်မှာချင်းတွင်အရာဝတီမျက်နှာတွေချားကအရက်များမှာအဓိကထားပြီးစိုက်ကြပါတယ်။မတရားနယ်ကမွေရွာများ၊စကိုင်း၊မြင်းချံ၊တရ က်တောင်ကူပဲခူးတာယာဝတီပသိမ်မအူပင်ဟင်္ဒရာတောက်ပြူအရက်ဒေတာများမှလည်းဆေးရွက်ကြီးဆိုင်ခင်းနေရှိပါတယ်ရှမ်းပြည်တောင်ပိုင်းမောက်မဲလင်ခေမန္တလေးအနားမှာရှိတဲ့ရှမ်းကလေးကျွန်းပျော်ပွဲတောင်နှင်းကြီးအရက်တွေမှလည်းဗာဇီနီးယားဆေးများကိုစိုက်ပျိုးကြပါတယ်ဆေးရွက်ကြီးထွက်သည့်အရက်ကိုတော့နာမည်တက်ပြီးတော့ရွှေကျင်စေတစ်ထောင်စေငပြာကြီးစေးစားသဖြင့်ခေါ်ကြသလိုပဲပုံမော်ရင်စိုက်သည့်ကုံစေးနှင့်မြေဝဲနုံမြင့်နူကျွန်းမှစိုက်တဲ့ကျွန်းစေးဆိုပြီးတော့ဆေးရွက်ကြီးနှမျိုးနှစားလည်းရှိပါတယ်ကုံစေးကပြင်းပြီးတော့ကျွန်းစေးကချိုးသည်လို့ပြောလို့ရှိပ ပါတယ်။ကျွန်းစည်းကိုကိုယ်ရရင်လဲအသုံးများပါတယ်။လူဦးမင်းဤဒွေးချိုးထဲမှာပါသည်ငမ်းမြာကစီးဆိုသည်ငမ်းမြာရက်ကကျွန်းစည်းလဲဖြစ်ပါတယ်။ရက်သားဖလင်းမီးတောင်နှက်ကြီးတရက်ချိုပင်တဲကြီးစသည့်အရက်များကကုန်းစည်းကိုစိုက်ကြပါတယ်။ငမ်းမြာပခုတ်ကူမြားမယိုးကွန်ငနန်းမြစ်ခြေစသည့်အရက်တွေကလည်းကျွန်းစည်းကိုစိုက်ကြပါတယ်။မြမယူရဒလီမှာကွန်းစည်းလက်ဖက်သုံးမျိုးကိုနှစ်စဉ်တတူကအသုံးဆောင်ဖြစ်တယ်မကပဲအိမ်အလဲလာတဲ့ထည့်ဆောင်တဲ့များကိုလည်းအဲ့ဝဲပြုတ်အခမ်းကြပါတယ်။ဒုမင်္ဂလာအခမ်းအနားများကကရုပ်ပွဲအမျိုးမျိုး မှာလည်းအထူးပစ္စည်းများအနေဖြင့်တင်သွင်းကြပါတယ်။ဆက်လက်စည်းတံတောက်တည်နေစိတ်ငုံခြင်းကရသည့်အကျိုးအပြစ်တွေကိုတော့ရှေ့ခေတ်အခါတုန်းကခွခွဲခြားခြားမရေးခဲ့ပါဘူး။အတွင်သွေးအံပုံညီနံစည်းတံကွန်ထောင်းမင်းဟုစည်းတံတောက်ခြင်းကရသည့်အကျိုးတရက်ကိုတော့ရေးသားထားခဲ့ပူပါတယ်။ယခုအခါမှာတော့ဤပညာနဲ့စေပညာရဲ့များတိုးတက်ထွန်းကားလာသည်နှင့်အမျှစိတ်ငုံသည်နှင့်ဆက်လက်စည်းတံတောက်ရှူသည့်အလေးထားဟာကျန်းမာရေးအရာကောင်းချိုးထက်စားလျင်စိုးချိုးအပြစ်များကိုပို့ပြီးတော့အတွေ့များလာရပါတယ်။စိုးချိုးအပြစ်များကိုအတန်တန်ပြပြီးတော့တားမြစ်ချက်များအများအပြားပြန် ံထားကြသော်လည်းစစ်လေးစေးတံထုတ်လုပ်မှုကကမ္ဘာအနှံပြားမှာအင်အားကောင်းနေစေဖြစ်ပါတယ်။နေ့တစ်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့စေးတံအကြောင်းလေးပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်အကြောင်းအရာများနဲ့ဘဟုတုတဖြစ်ဖွယ်တမိုင်းကြောင်းလေးများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်။